ုတင်ဆက်ပေးမယ့်သတင်းကတော့ဂါဇာဒေသမှာအပြစ်ခရဲစေဖို့အတွက်သဘောတူညီမှုရရှိခဲ့တဲ့သတင်းမျဖြစ်ပါတယ်။အစ္စရေးနဲ့ဟာမတ်အဖွဲ့တို့ဟာဂါဇာဒေသမှာအပြစ်အခက်ရစေဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဂါဇာဒေသနဲ့ပတ်သက်တဲ့အပြစ်ခက်ရစေမှုတွေကိုအစင်းလိုက်ဖော်ဆောင်သွားမှာပါ။အပြစ်ခက်ရစေသဘောတူညီမှုရဲ့ပထမအစစ်အနေနဲ့နှစ်ဖက်လုံးကအပြန်အလှန်ဖမ်းမိထားတဲ့စစ်တုပ်ပန်းတွေကိုလဲလှယ်မှုတွေလှုပ်ဆောင်သွားမှာပါ။ အီဂျစ်နိုင်ငံရဲ့ကမ်းခြေမြေတစ်မြို့ဖြစ်တဲ့ရှာအဲအချိန်မှာအမေရိကန်၊ဂါတာ၊တရကီနဲ့အီဂျစ်နိုင်ငံကကိုယ်စားလှယ်တွေပါဝင်တဲ့ဇူနီပွဲမှာအစ္စရေးနဲ့ဟာမတ်အဖွဲ့တို့ကဂါဇာဒေသမှာအပြစ်ခတ်ရစေဖို့အတွက်သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။လာမယ့်တနင်္ဂနွေနေ့ကစပြီးအစ္စရေးနဲ့ဟာမတ်အဖွဲ့တို့ဟာဂါဇာဒေသနဲ့ပတ်သက်တဲ့အပြစ်ခတ်ရစေမှုတွေကိုစတင်ပေါ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။ဒီဒီတော့ငင်းချမ်းသွားပြီပို့လာပါ။